ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Kitty Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအက္ခဇော်ရေးသားထားတဲ့စုံမကြီးတော်ပြင်းနဲ့အချက်ဆိုတဲ့အရာအပိုင်း62ကိုတင်ဆက်ပေးကြပါရစေ။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။ကျမတို့အစီအစဉ်တင်ဆက်သူဟေမတ်ကူကူဖြစ်ပါရစေရှင်။ တို့ရွာတော့ဒုက္ခပါပဲတော့အရင်ကတော့တကြီးစိုးကိုကြောက်နေရတာအခုတော့တပူပေါ်တပူစင်မျိုးဆုံးမဟုတ်ပါကြောက်နေရပြီရွာလေသုံးရှည်တွင်အနီမှာအဝင်းရှောင်နေကြတဲ့မိမကြီးတွေကစကားစမြည်ပြောဆိုနေကြကြမှာဟုတ်ပါရဲ့ဒါနဲ့အဲ့ဆုံးမှာတော်တော်စွမ်းနေစုမဲပြင်းဆိုတာငငယ်လေးတွေကစွမ်းတာအေးအထလန်းဆရာကြီးတွေတတ်ခဲ့တာသူ့ပေါ့ရေအခုလေဒီဆုံးမှာရွာပြန်မှာစီသုံးစီတားထားတဲ့တော့ရွာနေထွက်ပြေးမယ်ဆိုတဲ့စိတ်နဲ့စီသုံးစီကိုဖျင်သိမ့်မရဲတော့ ဟိုင်ဟုတ်စမှာလဲဟုတ်မှာပါညီတို့ကလေအိုးမယုံဝင်လဲတစ်ခါတော့ဖြတ်ကြည့်ကြပါတော့အဲ့ခါကျရင်သိမလားရှင်မလားဆိုတော့သိရပြီမဟုတ်လားဟေးသူများမပြောနဲ့ညီဖြတ်ကြည့်ပါလားဟဲ့ကျုပ်ကတော့ယုံနေတော့မယုံတာရှင်လို့မဟုတ်လားရှင်တို့ယောက်ျားတွေဖြတ်ခိုင်းပါလားယောက်ျားတွေဆိုလို့လေငါယောက်ျားအခုတော်တော်ပြတ်စည်းနေရင်အရင်ကဆိုရင်ညနေလောင်ရှောင်းမှာအရက်ကလေးတများများနဲ့နေတတားအိအခုဆိုရင်မနဲ့မိုးလင်းတာနဲ့တကြီးဖွင့်လာတဲ့အရက်ဆိုင်တမ်းပြီးပြေးတာပဲအော်ကျုပ်လင်ရောပါထူးလို့လေညညဆိုရင်တောက်လိုက်တဲ့အရက် ဘာရတာရှိလို့တောက်မန်းတော့မသိပေမဲ့မနဲ့ဆိုရင်ခေါင်းကိုက်တယ်ဆိုပြီးယာရဲဆင်းမို့တော့မှတော်တော်ပြောယူနေရတာအဲ့ဒီခါမှာတော့အဝိထေရီကိုလက်ရိုက်တုံးနဲ့ဆိုင်နေတဲ့မိမကြီးတယောက်ကညီတို့လင်တို့ကတော်သေးတာပေါ့အေးတောက်ပဲတောက်တတ်တာငါလင်ဆိုရင်လေအရက်တောက်ရုံမကပဲကြက်ဝိုင်းလောင်ကစားဝိုင်းနေပဲပဲချေဦးလှဲ့နေလို့လေယာကင်းနဲ့မဆင်းနိုင်တာကြပေါ့လောင်ကစားလုံရင်ရှုံးလာတဲ့အခါကျရင်ငါ့ကိုမူးပြီးရိုက်သေးတာမနေ့ကလေလောင်ကစားလုပ်ဖို့အရင်နေ့မရှိလို့ဆိုပြီးငါနဲ့ရွက်ကနှစ်ထောင်လေးအတင်းချွတ်ယူသွားတာအခုတော့နောက်ဘက်ဟောင်းလောင်ဖြတ်နေပါပေါ့လား အဝိရှောင်းရဲ့မိမာတွေကအဲ့မိမာကြီးကိုကြည့်ပြီးစောက်တက်တက်တက်ဖြစ်နေကြပါရဲ့ဒါရီအားလုံးဘသူကြောင့်ဖြစ်ရလဲဆိုတော့သိကြရမို့လားတော့သိပါတော့အဲ့ဒါဟိုတကြီးစောက်ကြောင့်ပဲရွာရဲ့အရက်ခိုးချက်ပြီးတော့အရက်တွေဖောခြင်းတော်ခြင်းဖြစ်နေမှာတော့ရွာလူတွေအရက်သမားမဖြစ်ပဲနေမလားလောင်ကစားယုံနေပေါပေါတနေဖွင့်ထားပြီးတော့နေ့ရှိတိုင်းလောင်ကစားပွဲတွေလုပ်နေမှာတော့မမွေးတဲ့သူရှိမလားအေးဟုတ်ပါဒါရီအားလုံးဒင်းကြောင့်ပဲဒင်းမြမြသိတော့မှာငါတို့အားလုံးအေးချမ်းသွားမှာ ဟုတ်ပါတော့သဒ္ဒနာဆောင်နယ်မင်းကြီးများဒေလူရောက်မှဒီတိုင်းကြည့်နေကြပါနဲ့ဝရစိန်လက်နဲ့လွတ်ပြီးတော့ဒင်းကောင်ရှစ်စိတ်ခွဲသွားမိုးချိုပစ်ချလိုက်စမှာတော့အမလီသူ့ရောမိုးချိုကပြက်မလားအခုသူကဖျားတကာပွဲခံကျင်လို့ရွာထဲမှာဖျားကြီးတိန်နေမမြင်ဘူးလားတင်ရဖျားတကာပွဲခံလည်းမထူးပါဘူးအေးငရဲအိုးချိုးကမဲ့ကောင်ချိုးကမှာပဲဖျားတဲတာကတကြီးဖျားရွာသားကောင်းမှုစုတယ်လို့ပါပဲယောက်ျားတွေကိုချောဆွဲပြီးတော့အုပ်ဖုတ်ခိုင်းနေတအိမ်တယောက်မထွက်မနေရဆိုပြီးလှုပ်အားလဲပေးရသေးတယ် နောက်တော့ဖះအတွက်အလှငွေဆိုပြီးတော့ညတိုက်တယ်လို့တအိမ်တက်စင်ကောက်နေမှာမဟုတ်လားသူရဲ့အလှပစ္စည်းကမဖြူစင်တော့ဒင်းလေကုတူရမယ်မထင်ပါဘူးအဲ့မိမကြီးတွေစကားပြောနေတာကိုရွှေခေါ်ကကြားသွားပါတယ်ရွှေခေါ်ထွက်လာတဲ့ခါမှာမိမကြီးတွေကတယောက်နဲ့တယောက်မျက်စာပြပြပြီးစကားလန်ကြားလွှဲလိုက်ကြပါတယ်ဖိုးမောင်တကြီးဖြစ်ပြီးတဲ့နောက်ရွှေခေါ်ကလည်းတထည့်တဦးတစ်ဖွဲဖြစ်သွားပါတယ်ရွာထဲမှာအင်ကြီးရခိုင်ဆောက်လုပ်နေထိုင်ပြီးကျေးကျော်များလူရုံများအချွေရများနဲ့နေထိုင်ပါတယ် ဖိုးမောင်ကငွေကြေးကိစ္စတွေကိုရွှေခေါလွှဲအပ်ထားတော်မူရွှေခေါမှာရွာအကောင့်များကောက်ကချမ်းသာကျွေးဝနေပါရယ်။ဖလှယ်ရွာသူလေးဦးနဲ့အိမ်နောက်ရသားကြပြီးတာသမီများနဲ့ပြပြစုံစုံနေထိုင်ပါရယ်။ဝေစားတဲ့အခါမှာလဲပိုးသားဖဲသားတွေကိုတော့ဝစ်စင်ပြီးရွာရဲကိုထွက်တဲ့အခါမှာလဲထီဝိုင်းကြီးကိုမူကလမ်းလျှောက်ထွက်တော့ပါရီဖိုးမောင်ကတော့အကောင်းစားဝေစားတွေကိုဝစ်စင်ပြီးမဲ့လဲပူဒီပတ်တီနဲ့တကြီးတယောက်ရဲ့ရုပ်ပုံစံမထွက်ပေမဲ့လဲရွှေခေါကတော့တကြီးမင်းတယောက်ရဲ့စိုက်ကင်မျိုးဖမ်းယူထားပါရီ ဖိုးမောင်ကအရက်ပလင်းကြီးကင်ဆောင်လျက်နဲ့ပဲရွာထိတ်မှာတည်နေတဲ့ဖခင်ကြီးကိုထွက်ကြည့်ပါရယ်။ရွာသူရသားတွေကိုအတင်းအဓမ္မလှုပ်အားပေးခိုင်းစေတာမို့ရွာသားတွေကလည်းမလှုပ်ချင်လှုပ်ချင်နဲ့လှုပ်နေကြရတာပါ။တကြီးကိုယ်တိုင်ကျေလုံးကြီးလက်တစ်ဖက်ကကင်ပြီးရွာသားတွေအလုံးလုံးနေတဲ့နေရာကိုဆင်းလာခဲ့ပါရယ်။အုတ်တဲနေတဲ့ရွာသားတွေကိုကျေလုံးနဲ့ဝင်ဆိုင်နေပြီ။အပားမခိုကြနဲ့နော်။တတက်လက်လက်လှုပ်ကြစမ်းပါဟ။မင်းတို့လှုပ်နေတာကောင်းမှုကုသိုလ်လှုပ်နေတာနော်။မင်းတို့ကုသိုလ်တွေအများကြီးရမယ်အရေးတက်တက်ကြွကြွလှုပ်ကြစမ်းပါဟ။ တကြီးအကျင်းလုံးတစ်ချောင်းနဲ့ရွာသားတွေရိုင်းနှက်ပါတယ်။တကြီးလူယုံတွေကလည်းကျင်းလုံးတွေနဲ့ရိုင်းနှက်ပြီးခိုင်းစေကြတယ်။အဲ့ဒီခိုက်မှာပဲရွှေခေါရောက်လာပါတယ်။ဒီဖျားကြီးပြီးသွားရင်တော့တော်တော်ခံညာပြီးထဲဝါမှာပဲဖို့မှာ။ကျုံးမေအတွက်ရည်စူးပြီးတော့တဲတဲ့ဖျားဟောရီဒေတာဖျားတွေထပ်ပို့ပြီးကြည့်ရမယ်ပို့ပြီးမြင်ရမယ်ဗျာ။တနေ့ရွာရဲလူတွေကခမရဲ့မကောင်းကြောင်တွေပြောဆိုနေရပြင်ခမရကလည်းမင်းမြန်သေးပါစေဆိုပြီးကြိမ်စာတိုက်နေကြတယ်ဟမ်ဟုတ်လားဘသူပြောတာလဲပြောရလူကျက်တက်ပြမယ် ခမားတက်မယ်ဆိုရင်တော့တရားလုံးကုံသွားမှာပေါ့တကယ်ဆောင်မပေါ့နေဖို့ပါခမားတရားလောက်ကိုပဲဖြစ်ဖြစ်မှတ်လောက်သားလောက်အောင်ဆုံးမထားမယ်ဖိုးမကကောင်းညင်လိုက်ပြီးတော့အရှက်ပလင်းကိုမောတော့ပြီးနောက်လိုက်နောက်ပါရင်းနဲ့အတူရွာထဲကိုဝင်သွားကြပါရယ်အဲ့ဒီအချိန်မှာပဲရွှေခွဲရဲ့လူယုံကအနားကိုတူကလာပြီးဒါနဲ့တခင်ရုပ်တစ်ခုမေးပြစီတခင်ကြီးကအကြံကောင်းပေးတယ်ဆိုပြီးတော့ဘာဖြစ်လို့တကြီးကိုအဆိုးပါဘဲတွန်းပို့နေရလဲအဲ့ဒီခါမှာရွှေခွဲကသွားခေါ်ခေါ်ကြီးရေပေါ်အောင်ရှီမောလိုက်ပြီး လူဆိုတာလူစိုးလူယုံမာတွေနဲ့တွေ့ကြုံကြတော့မှလူကောင်းတွေကိုတန်းတားမိကြတာထုံးစံမျိုးမဟုတ်လားကျွန်တော်နားလည်းသိမရှင်ဘူးတခင်ဖိုးမောင်အစိုးဘက်ကိုတွန်းပို့နေရဲဆိုတာကဒီရွာလူတွေကဖိုးမောင်ရဲ့ဆိုးရွားတဲ့စရိုက်တွေကိုကြုံတွေ့ပြီးဖိုးမောင်ဆက်ဆက်လာကြမယ်ရွှန်ရှာလာကြမယ်ဖိုးမောင်လိုတကြီးစိုးအုပ်ချုပ်တဲ့အချိန်မှာတကြီးကောင်းကြပေါ်ထွန်းလာဖို့မျှော်လင့်ကြမယ်မဟုတ်လားဒါဆိုတခင်ကြီးဆိုလို့ကျွန်တော်အဲ့တကြီးကောင်းတခင်ကြီးပဲပေါ့မှန်လိုက်လေကွာအခုချိန်မှာငါဒီရွာမှာနေပြီးတော့မကောင်းတာဘာလုပ်ခဲ့လို့လဲ ငါကရွာသားတွေရဲ့စိတ်ထဲမှာလူကောင်းတယောက်လိုထင်အောင်နေထိုင်ခဲ့ရမှာမို့လားရွာသားတွေရဲ့ကလယ်သမားရာသမားတွေကိုစိုက်ဖို့ပြို့ဖို့အတွက်အရှင်းကြီးတွေထုတ်ပေးတယ်မရှိစင်ရဲသားတွေကိုတတ်နိုင်သလားလှူရန်နေရဲဆိုတာတခြားကြောင့်မှမဟုတ်တာပဲဒါဆိုသခင်ကတကြီးဖိုးမောင်သေးသွားတဲ့အခါမှာတရွာမှာတကြီးတက်လို့ကိုစိတ်ကူးထားတဲ့ထင်ပါဖိုးမောင်သေးဖို့မလိုပါဘူးကွာဖိုးမောင်ဆိုတာငါ့လက်နဲ့တကြီးမြောင်ဆွဲတင်ပေးထားတဲ့လူပါကွာသူ့လိုလူငါအချိန်မီဆွဲချလို့ရပါတယ်ဒါဆိုရင်မကြခင်တကြီးတယောက်ကျမငင်မဲ့ချိန်ကိုရလာတော့မှာပေါ့နော် သူအစိုးရအများကြီးလောက်တာကိုလူတွေသိကြီးမခံနိုင်တော့တဲ့နေကြရင်တော့သူအဆုံးသတ်တော့မှာပါကွာဘယ်အချိန်လောက်လဲဆိုရင်တော့ဒီဖျားကြီးပြီးလောက်တဲ့အချိန်ပေါ့ဖျားကြီးပြီးရတဲ့တကြီးနဲ့ဘာဆိုင်လို့လဲတခင်ဗမာရီဆိုတာအတိတ်တပောင်တွေယုံကြည်ကြရတယ်မဟုတ်လားဖျားပြီးရင်တကြီးကောင်းပေါ်မယ်ဆိုရဲစားကြို့ကလေးတွေမုတ်ပေးပြီးရွှတ်ခိုင်းမယ်ဒီဖျားကြီးကလည်းတိတ်ပြီးခိုင်ခံမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဖះအောင်ဒီဆောက်တဲ့တောင်းကိုငါးပဲရှူထားတာဖိုးမောင်ကဘာနားလဲလို့လေတခင်ကြီးကြံကိုကြုတ်သိပြီ ဖျားကြီးပြိုရဲနေရွာသားတွေလည်းအတိတ်တပေါင်းမှန်နေဆိုပြီးတော့တကြီးကိုရှမ်းရှာရင်းဒီမှာတခင်ရအချင်းကိုက်နေရာကောင်းဝင်ယူပြီးတကြီးမင်းလုံးမဲကြိုင်ဝင်ထားတယ်မို့လားတိတ်ဟုတ်တာပေါ့ကွာအခုငါယူထားတဲ့မယားလေးယောက်ဆိုရာလေရမ်းမီရဖလို့ဖြစ်နေရဲ့ရွာရရဆွေကြီးမျိုးကြီးတွေရဲ့သမီးတွေပဲမဟုတ်လားမင်းစောင့်ကြည့်နေစမ်းပါဖုံးမောင်ပြောကြသွားတဲ့နေ့မှာငါ့ကိုရွာကန်ကထောက်ခံပြီးငါ့တကြီးတယောက်ဖြစ်ကိုဖြစ်စေရမယ်ကွာ။တခင်ရဲ့အကြံစီကတော့ပိုက်မပါပေတယ်ဗျာ။ရွှေခေါင်းနဲ့လူယုံတို့ကကြည်နူးစွာနဲ့ပြုံးလိုက်ကြပါရဲ့ ။မဲပြင်းကတော့အိမ်ရှိကံမှာထိုင်နေပြီးမမဲဖြူကတော့ရေအိုးတစ်ခုကိုယူဆောင်လာခဲ့ပါရယ်။တမီးရေအိမ်မှာသုံးဖို့သုံးရမရှိဘူးအမေအဲ့ဒါရွာထဲသွားပြီးရေသွားငင်လိုက်အောင်မယ်။အမေရေရေကိုဘာလို့ငင်နေမှာလဲပင်မမာရယ်။ဟေးရေမငင်တော့အမေတို့ဘယ်ဟာရေကိုသုံးမလဲ။မဲပြင်းကအိမ်ရောက်ကိုဆင်းလာခဲ့ပါရယ်။အိမ်ပေးပါမှာရှိနေတဲ့ရာဝင်အိုးကြီးနှလုံးနဲ့ရေအိုးကလေးတစ်လုံးမှာရေမရှိဘဲခြောက်ကန်နေရပါမယ်။ပြင်ရရေအိုးကလေးကိုလက်နဲ့ထိကန်လိုက်ပြီးတော့ရေမူဒရာပုံစံလက်ကိုပြုတ်လုလိုက်ပါရယ်။ အဲ့နောက်ရေချက်ကရာတကားကိုဖွင့်လိုက်ပြီးစွမ်းရည်တွေကိုရေဥကလေးစီကိုလက်အတွင်းကနေတဆဲပို့လွှတ်လိုက်ပါတယ်။အဲ့ခါမှာတော့ရေဥကလေးမှာရေတွေတဖြည်းဖြည်းပြည့်ထွက်လာပြီးအိုးနဲ့ပြည့်ဖြစ်သွားပါတယ်။ရေဥကလေးနှကမ်းပေါ်မှာပင်ရေများတော်မှကြော်လွန်ကရှန်ကျလာပါတယ်။ကဲအမေရေလွင်အဲ့အိုးလေးတွေကသာခတ်ပြီးသုံးပြီးတော့သမီးရဲ့နင့်အိုးကတိတ်တိတ်လေးဟဲအမေတို့တာမီဘလို့လုတ်သုံးလို့လောက်ပါလဲ။ အမေကလည်းသုံးပါသာသုံးစပ်မှာဟောရီရှင်အိုကရေရှမ်းအိုးဖြစ်သွားပြီးအမေရဲ့အမေတော့ရင်သုံးတလောက်ရေဟာကုန်သွားတယ်မရှိပဲပြန်ပြီးပြေးလာလိမ့်မယ်မမေဖြူကတော့လက်အတွင်းအရှီအိုးနဲ့ရေအိုးလေးတွေကရေတအိုးကိုခတ်ယူလိုက်ပါတယ်ဒီကမှာတော့ရေဦးကလေးရဲ့မှာရေတွေရောဆင်းသွားပြီမဲ့လေမကြခင်မှာပဲရေတွေကအလိုလိုပြန်ပြေးလာပြီးရေဦးကလေးနှခမ်းကိုတိုင်ပြေရှံအောင်အပြည့်ပြန်ဖြစ်သွားပါရဲ့ထူးစားလိုက်တာသမီးရဲ့ဒါနဲ့လေတောက်ရသွားငင်စမ်းမလို့အောင်တောက်ရဦးကလေးကိုလည်းအဲ့လိုလှုပ်ပြီးစမ်းမှာ မဲပြင်းကတော့အိမ်မော်တက်လာတဲ့အခါမှာအိမ်ဦးကမှအဖွားကြီးတယောက်စောင့်ကြောင်ထိုင်နေတာတွေ့လာရပါတယ်။မဲပြင်းကထူဆန်းသွားပြီ။အလိုဘယ်ကအဖွားကြီးဒီကိုရောက်လာလဲ။မမေဖြူကအိမ်မော်တက်လာရင်"အိုးဖွားချမ်းသာကြီးတော်မှရောက်နေတာပါလား။အေးဟေဒီကောင်မလေးကငါ့ကိုမသိဘူးတဲ့။မမေဖြူကဖွားချမ်းသာအနီမှာဝင်ထိုင်လိုက်ပြီ။ဟောရာဖွားချမ်းသာဘောတမီးရဲ့အမေကိုစောင့်ရှောက်ပေးခဲ့ရဲဆိုတာလေ။မဲပြင်းကဖွားချမ်းသာကိုမျက်စောင်တစ်ချက်ထိုးလိုက်ပြီ။စောင့်ရှောက်တယ်ဆိုရင်လည်းမယူအောင်စောင့်ရှောက်ပါတော့လား။ ဒါကတော့သူများကိစ္စရဲဓာတ်ခုံရလက်ဝင်မရှိုးခြင်းဘူးအေး။ဒါပေမဲ့မဲဖြူကိုတော့ငါစောင့်ရှောက်ခဲ့တာအမှန်ပဲ။မဲဖြူတတ်တတ်ခံအောင်ယူနေတဲ့အချိန်တွေ့ရလူတွေကပေးချင်ကန်းချင်လာအောင်တောင်းစားကြမလို့ငါကူညီပေးခဲ့တာပဲ။အခုရောကူညီထားတာတွေကိုကျေးဇူးပြန်ဆက်တာခံချင်လို့အိမ်ဝင်လာခဲ့တာလား။အဲ့ခါမှာမမေဖြူကမေပြင်းကိုတားမြင်လိုက်ပါရယ်။ဖွာချန်နာကပြောင်မှုဖက်စလေးကြီးကိုမီးရဲ့နေအောင်တစ်ချက်ဖွာလိုက်ပြီးတဲ့နောက်မတားစမ်းမနဲ့မေဖြူရဲ့ညီသမီးရဲ့စကားကိုဒူးဒူးတက်တက်ပြောတတ်တာပဲ။ငါကလည်းအဲ့ရမျိုးမှစိုက်တာအေး။ တနေ့အခုဘာကိစ္စနဲ့အိမ်ရောက်လာလဲဖွက်ချမ်းတာညီသမီးကတဲဆွမ်းနေလို့ကြားလို့လာကြည့်ရပါအေးရေရှမ်းအိုးလောက်တာတော့ငါသဘောကျသဟိဖွာချမ်းတာတော့ထမျိုးလောက်တဲ့လားညီကငါ့ကိုစိန်ခေါ်နေရပဲမေပြင်းရဲ့ကဲဟောဟိုကတောက်ရီအိုးယူလာခဲ့ဟိမမေဖြူကတောက်ရီအိုးကလေးကိုပြေးယူလိုက်ပါရဲတောက်ရီအိုးရဲ့မှာတဲအိုးကလေးဖြစ်နေပြီးတော့ခက်ရွယ်ရွယ်အနေထားပါအိမ်သားတွေများတဲ့အိမ်မှာတောက်ရီအိုးကြီးကြီးတွေကိုထားတတ်ကြပါမိမယ်လေအိမ်သားနဲ့ရဲ့မေပြင်းတွေအိမ်မှာတော့တောက်ရီအိုးကခက်သေးသေးလေးပဲဖြစ်ပါတယ် ဖာဆန်နာကတောက်ရီအိုဖင်ဘက်ကိုလန်ယူတစ်ချောင်းနဲ့ထိုးလိုက်ပြီးတောက်ရီအိုကိုစိတ်ကနေဆွဲတင်လိုက်ပါရယ်ဖာချန်နာရဲ့လန်ယူပေါ်မှာတောက်ရီအိုကဟန်ချက်ညီစွာနဲ့တီးရှိနေသည်မှာအံ့ဩစရာကောင်းလာပါရယ်ဖာချန်နာကတောက်ရီအိုကိုတစ်ချက်ကြည့်လိုက်ပြီးဟဲ့စောက်အိုရဲစောက်ရီတွေပြေးစမ်းကြမ်းကြမ်းတနန်းပြောဆိုလိုက်တဲ့အခါမှာတောက်ရီအိုရဲမှာရေရီပြေးလာပြီးတောက်ရီအိုနှာခမ်းဝါအထိပြေးရှံသွားပါရယ်ညီလောက်တော်ငါလည်းလုံနိုင်ပါရယ်မေပြင်းရဲ့ဟဲ့သမီးဘာလုပ်နေရလဲဖာချန်နာကိုလက်အုပ်ချပြီးတောင်းပန်လိုက်လေ မေပြင်းကအမေဖြစ်သူတိုက်တွန်းတဲ့အတွက်လက်အုပ်ချလိုက်ပြီးဖွာချနာကိုပြောမဆုံးမှရှင်တောင်းပန်ပါတယ်။ရပါတယ်အေးငါအပြစ်မရှိပါဘူးငါလည်းပြောစာရှင်ပြောတယ်လှုပ်စာရှင်လှုပ်တယ်။ဒါနဲ့ငါအခုလာတာကနင်ကပစ်ပစ်တဲ့နေရာမှာတော်တော်ကျွမ်းတယ်လို့ကြားဘူးတယ်။မေပြင်းကကောင်းကျင်လိုက်ပါတယ်။ငါလည်းပစ်ပစ်တာဝါသနာပါတယ်။အခုလည်းပြင်းညာနဲ့အတော်ပဲနင်ငါနဲ့တပွဲတလန်းလောက်စော့ကြည့်ကြမလား။ဖွာချနာကပြောနေမှာတော့စော့ကြပါပါရှင်။ ်ဖွာချနာကျမ်းမြေလက်နဲ့ပုတ်တက်လိုက်တဲ့အခါမှာအကွက်အကွက်တွေဖော်ထားတဲ့တတပစိအိမ်တစ်ခုပေါ်လာခဲ့ပါရယ်အဲ့ဒီပစိအိမ်ပေါ်မှာမြေကွက်တစ်ခုကိုတင်လိုက်ပြီးမဲပြင်းကိုကြည့်လိုက်ပါရယ်မေပြင်းရလေလက်သီးကိုဆုပ်လိုက်ရင်လည်းလေးနဲ့မှုတ်လိုက်ပြီးရနောက်လက်သီးစိတ်ကိုပြန်ဖွင့်လိုက်တဲ့အခါမှာကျွေအန်စိတ်ကလေးများလက်အတွင်းပေါ်ပေါက်လာပါရယ်ဒီလိုနဲ့မေပြင်းနဲ့ဖွာချန်တာတို့မှပစစ်ဆော့ပြီးကစားကြပါရယ်မမေဖြူကတော့နဘေးမှသာထိုင်သာကြည့်နေပါရယ်မေပြင်းနဲ့ဖွာချန်တာတို့ပစစ်ဆော့ကစားကြတာလက်ရည်တူတယ်လို့လည်းဆိုနိုင်ပါရယ် ဲ့လိုဆော့ကစားနေရင်လည်းအိမ်မော်ဖိုးမောင်တက်လာပါရဲ့ကြီးတော့မဲပြင်းရှိသလားမဲပြင်းကဖိုးမောင်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာဖိုးမောင်ကအိမ်ရှိကံမှာဝင်ထိုင်လိုက်ပါရဲ့မဲပြင်းကဖွားချန်နာဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာဖွားချန်နာလည်းမရှိတော့သလိုပစစ်အိမ်နဲ့ပစစ်ဆော့ကစားနေတဲ့ပစ္စည်းတွေလည်းမရှိတော့ပါဘူးအေးဖိုးမောင်နင်ဘာပြောချင်လို့လဲဒီလိုပါငါတကြီးဖြစ်လာတော့ရွာလူတွေကငါမကောင်းကြောင်တွေသဘောလေလွင်းဆိုသလိုပြောဆိုကြရဲဟာဖိုးမောင်ရဲ့လူစရာကတယောက်မကောင်းကြောင်တယောက်ပြောတာဘာများဆန်းလို့လဲ တာမန်လူဆိုရင်တော့မဆမ်းမိမယ်ငါးတီရွာအုပ်ချုပ်နေတဲ့ကြီးဆိုတော့ဒီလိုစကားတွေများများပြောလိုက်ငါကုံတိတ်ခါကိုထိခိုက်နိုင်တယ်မဟုတ်လားဟုတ်တာပေါ့တမီးရဲ့ကြီးဆိုတာတိတ်ခါအရေးကြီးရမို့လားဒီတော့နေရဘလို့ဖြစ်ချင်တာလဲဖိုးမတကယ်စနဲ့ပတ်သက်ပြီးတော့နေတစ်ခုခုကူညီနိုင်မယ်လို့ငါထင်နေမယ်ပြင်မေပြင်းကအတန်ကြာအောင်စဉ်းစားလိုက်ပြီးမှခေါင်းညှင်းလိုက်ပါရယ်အဲ့လေငါကူညီပေးပါမယ်ဖိုးမပြောရှင်းသားပါရယ်မေပြင်းကညနေဆောင်တဲ့အခါမှာရေရင်းစီလာခဲ့ပါရယ် ရှင်ရဲမှာရှေ့ခန့်နေတဲ့သူတွေကရွာတွင်းအကြောင်းတွေပြောဆိုနေကြပါတယ်။အများအားဖြင့်တကြီးဖိုးမောင်ရဲ့ရုပ်မာရိုင်းဆိုင်မှုတွေနဲ့ဆုံးမမေပြင်းလို့သားမိအကြောင်းကိုဟုတ်တာရောမဟုတ်တာတွေပါဖြည့်ဆက်ပြီးပါးစပ်အရသာခံပြီးတော့ပြောဆိုနေကြကြမှာ။မေပြင်းရောက်လာတဲ့အခါမှာရှေ့ခန့်နေတဲ့သူတွေကကြောက်ရွံ့သွားတာကြောင့်အနောက်ကိုဆုတ်ပေးလိုက်ကြပါတယ်။မေပြင်းကရှေ့ခန့်နေတဲ့မိမာတွေကိုတစ်ချက်ကြည့်လိုက်ပြီးညီတို့ဘာအကြောင်းတွေပြောဆိုနေကြလဲ။ဘာမှမပေါင်းမေပြင်း။မေပြင်းကမိမာတွေလက်ညှိုးထိုးပြီး ညီတို့တခုပြောထားရအောင်မေဟိဒီနေ့အစပြီးတော့တကြီးမကောင်းကြောင်းပဲဖြစ်ဖြစ်ငါနဲ့ငါအမေကြောင့်မကောင်းတာပြောတာပဲဖြစ်ဖြစ်ညီတို့ပြောရရင်ပြောကြည့်လိုက်စမ်းမေပြင်းအဲ့လိုပြောဆိုလိုက်ပြီးရှေအိုးရထားတဲ့မိမတားရဲ့ခေါင်းပေါ်ကရှေအိုးကိုလက်ညှိုးထုတ်လိုက်ပါတယ်အဲ့ခါမှာရှေအိုးကမိုးပေါ်မြတ်တက်သွားပြီးလေပေါ်မှာချက်လက်ပက်လေကဝဲပြန်ပါတယ်ပြန်တော့ဝန်ကနေအတန်းကြီးမိသွားပြီးရေအိုးလည်းအစိမ့်စိမ့်မောင်မောင်ကွဲထွက်သွားပြီးရေအိုးပိုင်းစရီကလည်းပါဝင်ကျင်မှာပြန့်ကျဲသွားပါရဲ့ရာသူမိမာတွေလည်းကြောက်လန့်တာကြောင့်အော်ဟစ်ကုန်ပါရဲ့ မကောင်းစားပြောတဲ့သူမှန်သမျှဟော်ရီရှီဦးလိုခံစားရမယ်ဆိုတာမှတ်ထားကြစမ်းဟဲ့မဲပြင်းကပြောဆိုလိုက်ပြီးတော့ရှေရင်းစီကနေပြန်လာခဲ့ပါတယ်အဲ့ကိုပြောင်းတဲ့ခါမှာတော့မေပြင်းကထမင်းစိတ်ကလေးများကိုလက်နဲ့ဆုပ်ကန်လိုက်ပြီးရင်တော့မန်နံတစ်ခုရွတ်ဖန်လိုက်ပါရယ်ပြီးရဲ့ခါမှာအိမ်တော်ဖေးကိုထွက်သွားလိုက်ရင်မင်းစားကလေးတွေလားမင်းစားလေးတွေလာကြအဲ့လိုရွတ်ပြီးတော့ထမင်းစိတ်ကလေးတွေကိုမြေပေါ်ကိုဖြန့်ကျဲလိုက်ပြီးရဲ့နောက်ဦးကောင်းချွန်ချွန်အရက်ပူပူနဲ့မင်းစားကလေးတွေကအပြေးလွှားရောက်ရှိလာပြီးမေပြင်းကျွတဲ့ထမင်းလုံးတွေကိုကောက်ယူစားတော့ကြပါရယ် မေပြင်းအားမင်းစာလေးတွေကိုကြည့်ပြီးစားကြစားကြပြင်းငါခိုင်းတာလဲလောက်ကြနင်တို့အိမ်တွေခြံဝန်းတွေထဲမှာလှည့်ပတ်သွားလာနေနေတကြီးမကောင်းကြောင်ပြောရသူငါမကောင်းကြောင်ပြောရသူတွေတွင်သူတို့ဘာတူလဲဆိုတာကိုသူတို့ဘာကြောင်ပြောလဲဆိုတာနားထောင်ပြီးငါစီတရင်ပွားမယ်ဟုတ်ပြီလားမင်းစာလေးတွေကခေါင်းတညင်ညင်နဲ့ထမင်းစီတွေကိုဝါးမြူစားတော့ကြပါရဲ့ညာလာတာရဲခါမှာမိမကြီးတွေကဘိုင်းငင်နာတွေဝါကျိတ်ဝါဖက်ချင်းလုပ်ငန်းတွေကိုစုဝေးလုပ်ကိုင်းကြပါရဲ့ လာရောက်တတအောင်ကုပြစ်မှာထိုင်ပြီးဟိုဒီဒီစကားစမြည်ပြောဆိုကြရင်အလုတ်လောက်ကင်ကြပါရယ်မနက်ခင်းအကြော်တဲထွက်တဲ့ဒေါ်ချင်အောင်ဖိုင်းငင်နေငါတော့မေးပြင်းပြောတာမယုံအေးဖဲနေစကားပြောတာပဲ तू ကလိုက်ပြီးတော့ပိတ်ပင်ချင်နေသေးတယ်မေးပြင်းတဲ့ဖိုးမှာတစ်ချိန်တော့တအိမ်နေနေခဲ့ပြီးတော်တော်ရှင်းနေခဲ့တယ်မဟုတ်လားအေးဒါကြောင့်ဟိုကတကြီးဖြစ်တော့ तू ကလည်းကူညီပြီးစိုးပေါ်စိုးပဲဖြစ်နေမှာမဟုတ်လားစကားပဲအေးငါတော့အခုလိုနောက်ွယ်မှာပြောတော့ तू သိရကြလို့ အဲ့လိုတော့မပြောနဲ့မကျင်ရဲ့ကြောက်ကြဘူးလားစုံမရရွာရဲမှာသူတို့အကြောင်းပြောတတ်တယ်ဆိုရင်ကြားတတ်တယ်တဲ့မိရွှေစာရဲ့ညီမလေးကြောက်တဲ့ရန်ကောငါတို့အိမ်ကအနောက်ပိုင်းသူတို့အိမ်ကအရှေ့ပိုင်းမှာဟဲ့အဝေးကြီးပါညီပြောတယ်လို့တကယ်ရောကြားရပါမလားဘာပဲဖြစ်ဖြစ်ကြောက်ကတော့ခက်လန့်လန့်မယ်ဘာမှကြောက်နေစမှာနဲ့အဲ့မဲ့ပြင်းဆိုရဲစုံမကအယူးမအယူးတော်မှာဝင်းဝင်းယူနေတဲ့အယူးမဟဲ့ညီတို့မပြောလဲငါပြောရဲတယ်ဟဲ့ဘာဖြစ်တယ်လဲ ဒေါ်ကျင်ပြောလိုက်တဲ့အခါမှာမိရွှေစာနဲ့မိမတတိုက်ကဒေါ်ကျင်ကိုကြောက်လန့်စွာနဲ့ဝိုင်းဝန်းကြည့်ရှုပါရယ်ဒေါ်ကျင်ကအေးလူလူဘိုင်းငင်နေရင်ကဲတွေ့ပြီလားအာတော့မကောင်းကြောင်ပြောတာဘာဖြစ်လို့လဲအလကညီတို့ဟိုကဖျက်ချောက်တိုင်းညီတို့ကကြောက်နေကြတာဟုတ်တယ်နော်ဒါဆိုကြောက်လဲပြောကြည့်အောင်ပါပဲဒီဆုံးမချီစာဆုံးမတို့ရင်တော့လာပြီးတော့ငါတို့ပါထားချီတွေကိုလာစားစားမှာတော့ဟဲ့မိရွှေစာညီပါထားတဲ့ချီတော့ तू ကစားရမှာမဟုတ်ဘူးအေးအိုးမကျင်ရလဲဘာဖြစ်လို့ရုံတော့ ။ညီအောင်ရုတ်တိတိတ်စားတော့ညီချီကိုသူလာဆိုင်သူပစက်တင်တဲ့ခန်းကြီးစက်ကုံမှာဆိုးလို့ပါ၏။မိမကြီးရောပြောဆိုရင်လည်းအပေါင်းအရင်တန်တန်နဲ့ရှီမောလိုက်ကြပါရဲ။နောက်တနေ့မနက်ခင်းမှာအကြော့တဲမှာလူစီကားနေပြီဖြစ်ပါရဲ။မေပြင်းကထမင်းစွန်းအောင်ဆွဲပြီးတော့အကြော့တဲတွင်ဝင်လာခဲ့ပါရဲ။ဒေါ်ကျင်နဲ့မိရွှေစားတို့ကတယောက်နဲ့တယောက်မျက်စာပြပြလိုက်ပြီးခက်တီတီနေထိုင်ကြပါရဲ။မေပြင်းကခါထားလိုက်ပြီးဒေါ်ကျင်ရှင်မင်းညကျုပ်ကိုဝမ်းဝမ်းယူလို့ပြောရဲဆို။ဒေါ်ကျင်ကအလွန်ထိတ်လန့်သွားပြီး မပြောပါဘူးညို့ဒီလိုမပြောပါဘူးညို့ဘသူပြောတာလဲဘသူပြောရမလဲကြောက်နာနဲ့ဆက်ဆက်ကိုကြားတာဒေါ်ကျင်ကမျက်စိမျက်နှာပြက်နေပါတယ်ဒေါ်ကျင်ရှင်အခုမှပြောင်းလဲပြောင်းစားမလုပ်နဲ့ဒေါ်ကျင်ကမတ်တက်ရက်လိုက်ပြီးထမင်းကိုဆဲတင်လိုက်ပြီးတော့အေးပြောရဲဟဲ့နင်ကဝမ်းနှဲယူလို့ပြောရဲဟဲ့အဲ့တော့နင်ဘာဖြစ်ချင်လဲမေပြင်းကဒေါ်ကျင်မျက်စောင်းထုတ်ကတစ်ချက်ဆိုင်ကြည့်လိုက်ပါတယ်ဒေါ်ကျင်ကမတ်တက်ရက်ရက်နေပြီးတကူလုံးတစ်ဆက်ဆက်တောင်းရင်လာပြီးညက်ခုံများတွေ့ကြလာပြီးပါးစပ်တွေလည်းတစ်ပြေးပြေးရယ်ဆောင်လာပါတယ် အဲ့နောက်မြေပြင်လဲကျသွားတဲ့အခါမှာဆိုင်တွင်းအောင်ရွာသားတွေကဒေါ်ကျင်ကိုပြေးပြီးပွေဖက်လိုက်ကြပါတယ်။ဟာယောက်ျားပေါင်းဒေါ်ကျင်ကြီးလေးတင်လုံးဖြတ်သွားလို့ကိုတချမ်းရွက်သွားပြီ။ဒေါ်ကျင်ကမြေပြင်ကိုမျက်စောင်းထုတ်ကြည့်ရင်တဝူးဝူးတဝါဝါနဲ့အတန်ဆုံးအော်ဟစ်ပါတယ်။မြေပြင်ကဒေါ်ကျင်ကိုခါထောက်ကြည့်ရင်ကောင်းတယ်ရှင်ခုတော့ဘာပြောချင်သေးလဲ။လူအများကမြေပြင်ကိုကြောက်ရွံ့သွားကြပါတယ်။မြေပြင်ကတနေရာလှမ်းကြည့်လိုက်ရင်ကျွန်내ကြက်ကိုချီးစားဆုံးဆိုပြီးပြောထားတဲ့လူရှိသေးတယ်နော်။ မိရွှေစာလက်များတုံရင်မီအရှိကိုတိုးထွက်လာပါရဲ့ငါငါနဲ့မကောင်းကြောင်ပြောမိပါရဲ့မယ်ပြင်ငါအခွင့်လို့ပေးပါပြောချင်တာပြောပြီးမှခွင့်လို့ရမယ်လေလားမိရွှေစာမိရွှေစာကမယ်ပြင်ကိုတောင်းမနေပါဇက်ကနေတဝူးဝူးနဲ့အော်ဟစ်ပါရဲ့မိရွှေစာပါဇက်အတွင်အားရှာပြက်ကြီးအောင်မြေပေါ်ပြုတ်ကျပြီးတော့မြေကြီးပေါ်မှာခုန်ပေါက်နေပါရဲ့မိရွှေစာလည်းအော်ဟစ်ပြီးမူးမေ့လဲကျသွားပါရဲ့မယ်ပြင်ကဆိုင်အတွင်းရွာသားတွေကိုတစ်ချက်ကြည့်ပြီးကဲနောက်ပြောရတဲ့သူပြောစီစမ်း ငါအကြောင်းတခွန်းပြောတာနဲ့တတလောက်စကားမပြောနဲ့အောင်လုပ်ပြလိုက်မယ်မှတ်ထားကြရွာသားတွေကလေတင်တော့ဖြတ်သွားတဲ့ဒေါ်ချင်းနဲ့ရှာပြတ်ကျသွားတဲ့မိရွှေစာတို့ကိုကြည့်ပြီးမေပြင်းကိုအလွန်ကြောက်ရွံ့သားကြပါရဲ့အဲ့ဒီညနေမှာတကြီးဖိုးမောင်ကမေပြင်းစီရောက်လာပါရဲ့မမေဖြူကရွာတွင်သွားလာနေရကြအိမ်မှာမရှိပါဘူးမေပြင်းကအိမ်လေးကအတက်ချင်းနေကောင်မှာတင်ပလွဲထိုင်နေပါရဲ့နေကကျေးဇူးတင်ပါတယ်မေပြင်းမနေ့ကနေ့ရက်လောက်ရကြောင်းနဲ့အခုဆိုရွာရရလူတွေပစက်ပိတ်သွားကြပြီသူတို့ကငါ့အကြောင်းပြောတာဦး ဖိုးမောင်ကမေပြင်းပြီးမှဝင်ထိုင်လိုက်ပါတယ်အဲ့ဒီနေ့မှာဖိုးမောင်ကြည်ရတာတသက်ရရနေပါအရင်ကအရင်များမှုန်ထူနေတဲ့ဖိုးမောင်ကအခုတော့မှုေးကြိုင်နေရလေအရင်ကနှင်းတိုးတိုးနဲ့မျက်သွင်းဟောက်ပတ်ဖြစ်နေတဲ့ရုပ်ရည်ကလည်းအခုတော့အနည်းငယ်ပြည့်ပြက်နေတယ်ဘလို့လဲဖိုးမောင်ရဲ့နှင်းကြည်ဟာတန့်ပြက်နေတယ်လို့ပါပဲလားလူတော်နေနဲ့ဝါလာသလားလို့ဒါလည်းနင့်ကျေးဇူးပါပဲငါအိမ်ကတရေတွေနင့်မောင်းထုတ်ပြီးတဲ့အခါလေးငါလည်းကောင်းကောင်းကိုအိတ်လို့ရသွားတယ်။ဒီနေ့နင့်အိမ်ကတကြီးအိမ်ဟောင်းကြီးပြန်ဆောင်နေကြပြီဆိုအခုထိမပြီးသေးဘူးလား။ ပြီးတော့ပြီးမှာပါအိမ်ဆိုင်ငွေလိုလိုခဏရထားတာဒါနဲ့နေ့နာတော့ခေါခေါနဲ့လို့ဘာတူလဲသူ့နာမည်ကိုရွှေခေါ်လို့ခေါ်ရဲဟာတော့ငါ့ကိုကျေးဇူးရှင်တယောက်ဆိုရင်လည်းမမှားဘူးနင်းလက်တည့်ရဲ့နေနေစားမအောင်ဖို့မယာဟိုရွှေခေါ်တော့နင်းထသားနာနေသေးတယ်ရွာထဲထွက်လဲထီဝိုင်းဆောင်လို့မသိရဲ့သူကကျင်သူကတကြီးလို့ထင်ရတယ်အဲ့ဒါကြီးပြောမနေပါနဲ့ဟာရော့ဒါနင်းအတွက်ယူလာခဲ့တာဖိုးမောင်ကပြောဆိုပြီးတော့အိတ်တွင်ထဲမှာထည့်ယူလာတဲ့ပန်းတပွင့်ကိုထုတ်ပေးလိုက်ပါတယ် မေပြင်းပန်းကိုတွေ့ရကြအံ့ဩသွားပါတယ်။ဒီပန်းဘာလို့ရမှာလဲဖိုးမ။ရထားရဲ့အစင်တစားတခုဆိုရင်မိန်းကလေးတယောက်ရဲ့အစင်တစားပန်းမယ်မေပြင်းရဲ့။နင့်ငါကြည့်နေနင့်မိန်းကလေးဖြစ်ပြီးပန်းလည်းမပန်းဘူးနော်။ငါကပန်းနေပါလေစိတ်ဝင်စားမှမဟုတ်တာဖိုးမောင်ရ။ဟော်ရီပန်းလီကလှောက်ပါတယ်ဆိုပေမဲ့သူ့ရဲ့အလှပါမပြီးပြည့်စုံပါဘူးမေပြင်း။ဟော်ရီပန်းလီကိုနင်းသားပန်းစင်လိုက်မယ်ဆိုရင်နင့်ရဲ့အလှပါနဲ့ပေါင်းဆက်ပြီးပန်းကလေးရဲ့အလှပါပြည့်စုံသွားမှာမေပြင်းရဲ့။နင့်တော်တော်စကားတတ်တာပဲဖိုးမောင်။ ငါပေးရဲ့ပန်လေးလက်ခံပါနော်မဲပြင်အဲ့ဒီပန်လေးကိုနေ့စတုံးမှာပန်ပြီးတော့သူ့ရဲ့အလှပပြည့်စုံဝင်ပေးလိုက်ပါမဲပြင်လည်းဖိုးမောင်ရဲ့လက်ထရပန်ပွင့်ကိုရှူလိုက်ပြီးစတုံးမှာထိုးပြီးပန်လိုက်ပါတယ်ဘလို့လဲပန်လေးရဲ့အလှပြည့်ပြည့်စုံသွားပြီလားဖိုးမောင်ကကျင်းနဲ့စာပြုံးပြီးခေါင်းညှိလိုက်ရင်ပန်လေးရဲ့အလှလည်းပြည့်ပြည့်စုံသွားတယ်လို့နေ့ရဲ့အလှလည်းပြည့်ပြည့်စုံသွားပြီမဲပြင်ဖိုးမောင်ကမေပြင်းကိုစူးစူးဆက်ဆက်ကြည့်နေကြမေပြင်းကရှည်ရုံပြီးခေါင်းလေးငုံထားမိပါတယ် ဖိုးမရုတ်တရက်မဲပြင်းအလောက်ကန်လိုက်တဲ့အခါမှာမဲပြင်းရဲ့တကူလုံးတုံရင်သားမိပါရယ်။ဘာလောက်တာလဲဖိုးမ။ဖိုးမမဲပြင်းလက်ကိုဆဲပြီးသူ့ရဲ့ရှင်ဘတ်ပေါ်တင်လိုက်ပြီးနင်တီနာကိုစမ်းကြည့်စမ်းမဲပြင်း။မဲပြင်းကဖိုးမရှင်ဘတ်ကိုလက်နဲ့ဖိထားရင်။အဲ့လေနင့်နှလုံးနဲ့တထုံထုံနဲ့ခုံနေမှာလား။နင်းနေတဲ့အင်ငါရင်ထဲကအဲ့လိုပဲအယမ်းခုံနေဟာအဲ့ဒါငါဘာဖြစ်တာလဲမသိဘူး။နင်းရောအဲ့ဒါလိုခုံလိုက်။မဲပြင်းကလက်ကိုရှုံးလိုက်ပြီး တော်စမဖိုးမောင်ရနေအဲ့ဒါနှလုံးရောဂါဖြစ်ချင်နေလို့ရင်းနှီးခုန်ညာနေမှာပေါ့နေရောဂါဖြစ်တိုင်းငါရောဖြစ်မယ်လို့ထင်နေရလားတော်စုံနေရောငါနဲ့တွေ့ရင်မခုန်လားမေပြင်းကခေါင်းခတ်တတ်ခါရမ်းလိုက်ပါလေငါကတော့နှလုံးရောဂါဖြစ်လို့ရင်းနှီးခုန်နေမထင်ဘူးမေပြင်းအဲ့ဒါလူတွေပြောပြောနေအချစ်ဆိုရဲရောဂါများလားမေပြင်းလည်းဘာမှပြန်မပြောတော့ပါဘူးငါနေနေတွေ့တိုင်းအဲ့လူတွေရင်းနှီးခုန်ခုန်နေငါထင်တော့ငါနေ့ကိုချစ်မိနေပြီထင်တယ်မေပြင်း နင်ဘာရီရှောက်ပြောနေရလဲဖိုးမောင်ရာနင်ပြန်တော့နင်မပြောင်းဆိုရင်နင်ခုံတဲ့နှလုံးရက်သွားငါလုတ်ပေးလိုက်မယ်ဖိုးမောင်ကရင်ကိုကော့ပြီးလောက်ဆမ်းမမေးပြင်းဟာနင်လုတ်လို့ငါရင်ခုံတာရက်သွားမယ်ဆိုရင်လုတ်လိုက်ဆမ်းမဟာနင်တော်တော်ပြောရခက်တာပဲဖိုးမောင်မေးပြင်းဟာအိမ်မော်ပြေးတက်လိုက်ပါရဲအဲ့ခါမှာရွာတွင်းသွားလာနေတဲ့မမေဖြူပြန်လာတာကြောင့်ဖိုးမောင်လည်းမမေဖြူနှုတ်ဆက်ပြီးပြန်သွားပါရဲအိမ်အတွင်းကနေမှဝင်ရောက်ပုံအောင်နေတဲ့မေးပြင်းဟာစိတ်လုံးလှုပ်ရှားနေမိရဲ့လေ သူ့ရင်ဘတ်သူစမ်းကြည့်ပြီးသူ့ရဲ့နှလုံးခုန်တဲ့နေရာလေးတိတ်တိတ်နဲ့အလွန်မြန်ဆန်နေအောင်ခန်းစားမိတယ်။ငါရင်နေလေခုန်လို့ပါလား။ရှင်ခုန်တာအချစ်ဆိုရင်ငါ့ကိုဟိုကောင်ဖိုးမောင်ချစ်မိနေရများလား။မဲပြင်းလဲတွေးပြီးတော့ပြုံးလိုက်ပါရယ်။နောက်ရက်တွေမှာတော့ဖိုးမောင်တယောက်မဲပြင်းရဲ့အိမ်ကိုချောင်းပေါက်မတက်လာပါရယ်။ညနေခင်းအချိန်မျိုးဆိုရင်ကြောက်မော့စွာဖီလင်းပြင်ဆင်ပြီးအိမ်လေလာတက်တယ်။ရွာအတွက်မှာလေဖိုးမောင်နဲ့မဲပြင်းချစ်ကြိုက်နေဆိုတဲ့သတင်းစကားတွေလည်းပေါ်ထွက်လာပါရယ်။ ဖွားချနာကြီးကလည်းနေလည်နေခဲ့အချိန်မှာမဲပြင်းတဲ့ပစက်လာပစ်လေးရှိပါတယ်။ဒါပေမဲ့ပစက်ပစ်တိုင်းလည်းဘယ်သူမှမနိုင်မဲ့တရေပွဲဖြစ်နေဖြစ်စမြဲပါ။တရက်မှာတော့ပစက်ကစားနေမဲမဲဖြူမရှိအောင်မဲပြင်းအောင်ဖွားချနာအောင်စကားဆလိုက်ပါတယ်။အချက်ဆိုတာဘာလဲရင်ဖွားချနာ။ဖွားချနာအလွန်အံ့ဩတဲ့မျက်နှာပေးနဲ့ငါပြောထလိုက်ရင်ကွက်ကွက်ကွင်ကွင်လေးဖြစ်ကုန်လို့ကြော်မကောင်းကြားမကောင်းလေးဖြစ်တော်မယ်။အချက်ဆိုတာရှင်းရှင်းပြောရရင်အေးယောက်ျားနဲ့မိန်းမပေါင်းကြတယ်ဒါပဲ။ ဖွာချန်တာကတော့မဟုတ်တာတွေပြောတော့မယ်အချစ်ဆိုတာအဲ့လိုမဟုတ်ပါဘူးဖွာချန်တာရဲ့ဖွာချန်တာပဲကြီးလော်သုံးလေးစီကိုမြုပ်နေလိုက်ရင်မဲပြင်းအောင်ကြည့်ပြီးတော့ညီရတော့စိတ်မမီတော့ဘူးအေးပြောစမ်းမအောင်ညီရဲ့အချစ်သက်သနာတွေမဲပြင်းကကျွေရံကလေးတွေလက်ထဲမှာခောက်နေအချစ်ဆိုတာတခါတလေကြတော့လေပျော်ဖို့ကောင်းတယ်တခါတလေကြတော့လေဝမ်းနည်းဖို့ကောင်းတယ်တခါတလေကြတော့လေစိတ်တူဖို့ကောင်းပြီးတော့တခါတလေကြတော့လေစိတ်ထဲကြည်နူးရတဲ့ဖွာချန်တာရဲ့ဖွာချန်တာမျက်မှောင်ကျုပ်လိုက်ပြီးဟွန်း ညီးကောင်လာတော့ညီးပြော်တယ်မို့လားညီးကောင်မလာတော့ဝမ်းနေတယ်လို့ဖြစ်လာရောဟောနောက်တစ်ခါကျတော့ညီးကောင်ကညီးအနာကပ်ပြီးချစ်လာပါကြီးရဲ့ကြိုက်လာပါကြီးရဲ့ဆိုပြီးပြောရင်တော့စိတ်တော်တလလိုရှွတ်တော်ရှန်တန်နေဖြစ်ပြီးညီးကောင်ပြန်သွားပြီးညအိတ်ခါနီးဆိုရင်ဟိုကောင်ပြောတဲ့စကားတွေပြန်တွေးပြီးကြည်နူးနေရတယ်မဟုတ်လားမေပြင်းကတစ်ချက်ပြုံလိုက်ရင်ဖွားချမ်းသာကတော့ကျုပ်စိတ်ကိုသိတဲ့အတိုင်းပဲဘွင်းဘွင်းပြောချလိုက်တာပါလားဒါရီကငါတို့လည်းကြုံခဲ့ပြီးသားပါအေးယောက်ျားဆိုတာဒီလိုပဲရှာရုံမရှိတိုင်းပတ်ဆွဲနှဆွဲနဲ့ပြောတတ်ကြတာကြီးပဲအေး ဒီနော့စကားဘာမှတောင်းမရုံနဲ့အလိန်ညာရကြီးပဲ၏ဟာဖွားချန်တာလေကိုဖိုးမောင်ကတော့အဲ့လိုဟုတ်မယ်မထင်ပါဘူးဖွားချန်တာရှီမောင်မေပြင်းလညို့ထုတ်ပြီးတော့အောင်မေမြည်ရပြောရင်နံမရီဘာရီတောင်ထုတ်ပြောလာပါရောလားမတ်တာယောက်ျားဆိုတာဖြူရာမဲတာပိန်တာဝါတာပဲကွဲကျင်ကွဲမယ်စိတ်ကတော့အကုန်တထေရဲကြီးပဲဤယောက်ျားရီဆိုတာမိန်းမရီမရခင်မှာတော့ဖြားလို့လိပ်ပြီးခေါင်းပေါ်တင်ထားတဲ့ကြပါပြီမယ်ရှားပြီးတဲ့အခါကျတော့ဖြားလို့ချနေပြီးတော့နိုင်စားခြင်းနဲ့အမျိုးကြီးပဲ ညလည်းဆိုလည်းဘာထူးလဲမရခင်ကတော့ချက်လာပါကြီးရဲ့ငုံထားမတက်ချက်ပါရဲဆိုပြီးတော့ဒင်းနဲ့လည်းညားလည်းညားပြီးတော့ဒင်းတော့ဖို့ထမ်းရေဝဲမထားလို့ဆိုပြီးထုထောင်ပြီးတော့ထမ်းရေဝဲခိုင်းလို့ငါပါထမ်းရေတမစီဖြစ်ခဲ့ရတာအေးဖွာချန်နာသူ့ရဲ့ဘက်ကိုသူ့ပုတ်ပြီးအားရပါရပြောဆိုပါရဲဖွာချန်နာကတော့ပြောရမယ်ယောက်ျားတိုင်းတော့အဲ့လိုဟုတ်မှမထင်ပါဘူးညီတို့ကောင်မတွေကအယုံလေအညာလွယ်ချက်ပဲအေးဒါကြောင့်ဟိုကောင်ကညီတို့ရပြီးတဲ့ခါမှာတတလောက်ခိုင်းစားနေတာပေါ့အေး မဲပြင်းကပစိကစားရင်နဲ့အိမ်ပေါင်းရမှာနေပြီးအပြင်ကိုလှည့်ကြည့်လဲကြည့်လောက်ပါရဲဖွားချမ်းသာလေးစိတ်မရှိရကြယောက်ျားကြိုက်တော့ဆိုက်ဆိုက်လားမိန်းမကြိုက်တော့မျှော်လိုက်တာရဲညီလည်းညီကောင်လားမလားဆိုရင်မျှော်မျှော်ကြည့်နေမှာလားငါမပြောလိုက်ချင်းတော်ပြီအေးညီနဲ့ကစားတာဘာမှပြောမှမကောင်းငါပြန်တော့မယ်အဲ့ဒီအချိန်မှာပဲ channel ကိုဖိုးမောင်တောင်ဝင်ရောက်လာပါရဲမဲပြင်းကလည်းဖိုးမောင်တွေ့တဲ့အခါမှာစိတ်ထဲမှာပျော်ရွှင်သွားမိပါရဲဖွားချမ်းသာကမျက်နှာကိုရှုံ့မြင်လိုက်ပြီးဟော ုံမှာညီးကောင်ပြောရင်းဆိုရင်ပေါက်ချလာပါပြီ။ညီးကောင်ညီးကိုလိန်နာတွေပလိပလာပြောတာတွေတိတိကျကျနေရုံလိုက်အောင်မယ်ပြင်းရင်ဖွားချန်နာပြောဆိုရင်လည်းမတက်ထားရင်လိုက်ပြီးထမင်းကိုပြန်ဝတ်လိုက်တဲ့အချိန်မှာပဲလေးအဟုန်လိုပျောက်ွယ်သွားပါရဲ့။ဖိုးမောင်ကဘင်းကျုပ်ကလေးကင်ပြီးလက်ကွက်စံတရင်ချက်နေဝင်လာပါရဲ့။အဲ့တော့ဘာကြီးတော့ကိုဖိုးမောင်ရဲ့ဘင်းကျိုလို့ခေါ်ရဲသူချင်းနေတီးလို့ရတယ်လေ။တနေ့မပြင်းနင်းတောင်ကတချင်းတပုတ်ဆက်ထားတာရှိတယ်အဲ့ဒါဘင်းဂျုံနဲ့တီးပြမလို့နင်းနားထောင်လားအမေတီးစားမအောင်နားထောင်ရတာပေါ့ ဒီချန်နဲ့မှတီးလို့ကတော့ဘေးချန်ကြီးအတန်ဆူရဲဆိုပြီးဂဲနဲ့ဝိုင်းပါလို့ငါထိတ်ပေါက်နေပါအောင်မယ်မယ်ပြင်ရဲ့လူသူရှင်းနဲ့ရွာပြန်ရေကန်ကြီးအနာသွားပြီးတီးရင်ဟုတ်တယ်ဟုတ်တယ်နော်ဒါပြန်သားကြပါပေါ့မယ်ပြင်းနဲ့ဖုံမောင်ကရွာပြန်ထွက်လာခဲ့ပါတယ်ဖက်လိုက်ရွာပြန်ဘက်မှာရှေးရတူဖော်ခဲ့တဲ့ရေကန်ကြီးတကန်လေးရှိပါတယ်ရေကန်ထဲမှာရေဆက်ဆက်ရှိနေသေးပြီးတော့ကြာဖြူကြာညိုပန်းတွေလည်းပွင့်လန်းနေပါတယ်ညနေဆောင်ချိန်မှာကောင်းကင်မှာတင်တောက်ပြီးနင်းညောင်အောင်တန်းနေရပါအိတ်တန်းတက်မဲ့ငှက်ကလေးတွေကလည်းအဆုလိုက်အဖွဲလိုက်နဲ့ကောင်းကင်မှာပြန်တန်းနေကြတယ် ကံရည်ပြင်ကြီးကိုဖျက်တိုက်လာတဲ့လီနူအေရီကြောင့်မဲပြင်းရဲ့စံစားလေးတွေဝဲပြန်လှုပ်ရှားနေတယ်။ညနေခင်းနေအောင်ကြီးကမဲပြင်းရဲ့မျက်နှာကိုရှိုက်ခတ်နေရမှုမဲပြင်းလည်းလှကျင်နေလှနေရလေ။ဖိုးမောင်ကမဲပြင်းကိုကြည့်ပြီးသူ့ရေးဆက်ထားတဲ့သချင်းတစ်ပုဒ်ကိုတီးခတ်ပြီးတီးဆူလိုက်ပါရယ်။ဖိုးမောင်ရဲ့ပင်ကျွလက်တံကတထောင်တောင်တင်းနေနေဖြစ်နေပေမဲ့လည်းနားထောင်လေးမရှိတဲ့မဲပြင်းရဲ့နားထဲမှာတော့တာယာနာပြောပွဲဖြစ်နေရပါ။နားထောင်ကောင်းတဲ့မလားမဲပြင်း။မဲပြင်းကခေါင်းငယ်ပြလိုက်ပါရယ်။ အကူကတော့လေမေပြင်းအကြောင်းတွေသချင်းတွေရေးဆက်ပြီးနေတိုင်းမေပြင်းကိုတိခတ်ပြခြင်းနဲ့မေပြင်း။သွားပါကိုဖုံးမရဲ့။ကိုဖုံးမဒီလိုပုံစံမျိုးနဲ့မိန်းကလေးတွေဘယ်နှယောက်များလှည့်စားခဲ့ပြီးပြီလဲ။ဖះဆွရပါစီမေပြင်းရဲ့။အကူဘွားမှာမိန်းကလေးတွေအများကြီးနဲ့တွေ့ကြုံခဲ့ရပါတယ်။အကူကတကြီးတယောက်ဖြစ်တဲ့အတွက်အကူနဲ့လက်ဆက်ခြင်းနဲ့မိန်းမပြိုလေးတွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့အကူအဲ့ဒီမိန်းကလေးတွေတရားမှရှင်းမခုံခဲ့ဘူး။မေပြင်းတဲ့တွေ့တော့မှအကုတ်နှလုံးသားနိုးထလာပြီးတော့မေပြင်းတောက်သေးဘယ်ချစ်ခင်မိရဲဆိုတာယုံပါမေပြင်း ဖုံးမောင်ကပြောဆိုပြီးမေပြင်းရဲ့ပခုံးဝိုင်းကလေးကိုလက်နဲ့ဆဲဖမ်းလိုက်ပါတယ်။မေပြင်းလည်းမျက်လုံးတွေဝိုင်းဆက်သွားပြီးဟာအကိုဘာလုပ်တာလဲလှုပ်ပါ။မေပြင်းကိုချလုံးလို့မျက်နှလုံးလို့ပါမေပြင်း။လှုပ်ပါဆိုသူများကြီးမြင်သွားတော့မယ်အကိုရဲ့။အိုးမလွတ်နိုင်ပါဘူးလူတွေမြင်တော့လည်းဘာဖြစ်တလဲမေပြင်းကိုအကိုချစ်တယ်မေပြင်းကအကိုတော်ဆိုတော့လူတွေသိသွားကြပါစေမြင်သွားကြပါစေဟာဟာမေပြင်းလည်းဖုံးမောင်ရဲ့လက်အတွင်ကနေမယုံကန်တော့ပဲဖုံးမောင်ရှင်ခွင်လေးကိုခေါင်းလေးတူဝေးကပြန်လဲမိတွေ့ထားလိုက်ပါတယ်ဟုတ်ကဲ့ပါရှင် ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစံလေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။